ဆူလိုရာကတော့ယောက်ျားအနေနဲ့ အာနွေတော်မိမသားအပေါ်အခခက်သိညာတာထောက်ထားရမယ်ဆိုရက်ဥပဒေသားကိုအစင်မပြတ်သတိချက်စီခြင်းတဲ့သဘောပဲဖြစ်ပါတယ်မိမိချစ်ခင်မြတ်တို့ရဲ့ယူထားသောစနီးတဲ့အားတမီးစားပွားညာခါစားအချိန်ကာလတုန်းကလိုကနှွဲကရကလေးကလာပြောဆိုပြုမှုခြင်းမလိုတော့ဘူးလို့ဘယ်တော့အခါမှမမက်အပ်မိမတို့တဘာဝရစနီးမောင်နဲ့အဖိုးကြီးအမေကြီးအရွယ်တို့ရောက်နေစေကမူခင်မွန်းတဲ့ကချစ်ပါရဲလို့ပြောလိုက်ခြင်းသည်တာယာနာပြောဖွဲ့အကောင်းဆုံးဂီတာတန်ကဲ့သို့ဖြစ်နေမိတာတည်း အဆိုပါမိမတို့ရဲ့တဘာဝစိတ်ထားကိုလင်းယောက်ကြားကသိရှိနားလဲပြီးတော့ချစ်သူဇနီးရဲ့အခြေအနေအရေးကဲကိုလမ်း၍တနိုင်တလောက်လားလိုက်လျော်လျော်နှစ်သိမ့်စကားပြောခြင်းအပြုမှုဖြင့်ကျင်နာယူရမှုပြခြင်းစသည်တို့ကိုလိုင်းနာနိုင်ပါလျင်အိမ်ထောင်ရေးတာယာဆင်ပြေမှုသည်အလိုလိုဖြစ်နေပါလိမ့်မယ်။ မိမရိရဲ့တဘာဝဆို၍ယောက်ျားများအနေနဲ့နောက်ထပ်သိထားတင်တာကတော့သူရဲ့စိတ်ဒီအမြဲတစေတတမတ်သေးမရှိပြောင်းလဲနေတတ်သောသဘောရှိသည်ဟု၍ပင်ဖြစ်ပါရဲအချို့နေ့မှာပျော်ရွှင်ကြည်နူးနေပြီးအချို့နေ့တွေကျတော့အလိုလိုငအားငယ်နေတတ်တယ်အမျိုးသမီးတိုင်းမှာစိတ်ကြည်လင်ပျော်ရွှင်မှုသို့မဟုတ်စိတ်အားငယ်မှုကတလဲစီဖြစ်ပေါ်လာတဲ့အတွက်အင်္ဂလိပ်ဘာသာဖြင့် mood လို့ခေါ်ရဲတခါတည်းရဘာကြောင့်မှမမေရမရှိပဲစိတ်အားငယ်သလိုလိုဝမ်းနည်းသလိုလိုဖြစ်တတ်တယ်တခါတည်းရစိတ်တူပြီးအော်ချင်ငေါချင်ဘူးပြောချင်စိတ်များဖြစ်တယ်အကြောင်းရလို့ရှိရမဟုတ် အလကားနေရင်စိတ်ကအမျိုးမျိုးပြောင်းလဲတတ်တဲ့သဘောမျိုးဖြစ်ပါတယ်။ဆရာဝန်များနဲ့စိတ်ဓာတ်ပိဒါပညာရှင်များရဲ့စုံစမ်းလေ့လာချက်အရအကြောင်းတစ်ခုရှာ၍ရသည်ကအမျိုးသမီးများမှာလားစင်ဓမ္မတာရာသီသွေးပေါ်သည့်အခါများ၌အငငယ်ဝန်းနေသလိုစိတ်တို့သလိုအခိုက်အတန့်အဖြစ်ဖြစ်တတ်တယ်လို့ဆိုရဲ။ ။ဒါပေမဲ့ရက်ပိုင်းများသာဖြစ်ပြီးအချိန်တန်လျင်ပြန်၍ငကိုတိုင်းဖြစ်တယ်လို့ဆိုပါသေးတယ်။မိတို့ပင်ဖြစ်စေဤသို့သောမိမတို့ရဲ့တဘာဝကိုနားလည်သိရှိထားတဲ့လျောက်ကြားအနေနဲ့မိမိချက်စနီရဲ့စိတ်ကြည်လင်မှုအခြေအနေသို့မဟုတ် mood ကိုအကဲခက်ရမှကိုချင်းစာတရားဖြင့်ပြည့်ပြည့်စွာဆက်ဆံသင်ပါတယ်။မိန်းကလေးဖို့မှမူမီများပင်အိမ်ထောင်သက်ကြာရှိလာစေကမူခင်ပွန်းယောက်ျားယူရမှုစင်နာမြန်နိုးမှုအမူအရာပြောဆိုများကတာယာကြည်နူးဖွဲ့ဖြစ်စေတဲ့ကြောင်းအိမ်နောက်ရှင်ယောက်ျားတိုင်းကတထစ်ချမဲ့ယူအပ်ပါတယ်။ မိမိရဲ့ချက်စနီအား6မိနစ်တည်းရံမြည်သည့်အခါမှဝင်မလေးပါနဲ့လို့လည်းအကြံပေးလိုပါတယ်။ဤတိုင်းလိုက်နာကျင့်သုံးပါကအင်ထောင်ရေးတာယာဆင်ပြေမှုအတွက်အာမခံချက်တစ်ခုပင်ဖြစ်တယ်လို့ဆိုရပါလိမ့်မယ်။အင်ထောင်တစ်ခုမှာအချိန်ကာလကြာလာတဲ့အခါ၌မလူလာအပ်တော်အစမပြေမှုပဋိပက္ခမှာဖြစ်ပေါ်စေတဲ့အကြောင်းတရက်လည်းရှိပါသေးတယ်။ယင်းကြောင့်ကတကခုဖြစ်ရင်တရားနဲ့တရားအပြစ်ပုံချတတ်တဲ့အလေးထားပင်ဖြစ်ပါရဲ့။ဒီလိုအလေးထားကို အသေးအဖွဲ့ကိစ္စကလေးများကစာရေးကြည့်သောပြဿနာများအထိတွေ့ရတတ်ပါသေးတယ်။ကိုင်ကန်ရှင်အနေနဲ့ကတော့သူ့ဟာသူရိမ့်မိဟန်မတူပဲဗာကိစ္စမဆိုတစ်ဖက်သားကိုအပြစ်တင်ခြင်းနဲ့ပုထုဇဉ်လူသားရဲ့သဘာဝဆရာတခုလို့ဆိုခြင်းဆိုအိမ်ထောင်တိုင်းလိုလိုမှရှိတတ်သည်မှာအမှန်ပဲဖြစ်ပါတယ်။အဲဒီလေးထားကြောင်းပင်လင်းမချက်ကနလင်းများတရားတခွန်းစကားများတဲ့အဖြစ်မျိုးဖြစ်တတ်ပါသေးတယ်။ဥပမာဇနီးမောင်နှံတို့မှာသာသမီ၃ရက်ရှိရက်နဲ့အကြီးဆုံး၁၀နှစ်ရဲ့တာယောက်ကြားလေးကအဖော်များနဲ့အတူဘောလုံးကန်ကစားရမှလဲကြပြီးတရားများရရှိခဲ့တယ်။ ထိုနေ့ညနေဖက်ဖခင်ဖြစ်သူအလုံးမပြန်လာတဲ့အခါမှာခီးရောက်မဆိုင်ပါပဲကလေးမေကအချိုးချောင်းပြောပြရင်စီရွေအပြစ်တင်စကားပြောတတ်တယ်။ထို့သောပြောရကအောက်ပါပုံစံမျိုးလင်းမယားစကားချေတင်ပြောပွဲဖြစ်လာတတ်တယ်။ဆန်နီဒီလိုဖြစ်တာအံ့ဩစရာမရှိဘူးအဖြစ်တောင်နေသေးတယ်ဒါရှင်းပြစ်ပဲရှင်ကိုကလိုတာအလုံးဘဲနဲ့ကြောင်ငါပြစ်ဖြစ်ရမှာလေခလေးကဆော့လို့လဲကြတဲ့ဥစ္စာပဲဟာဦး မဟုတ်ပါဘူးဟိုတလောကပဲရှင်ကိုတတိပေးခဲ့သေးတယ်မလားညနေဖက်ဆန်နီတယောက်လမ်းမထွက်ပြီးမစော့ရအောင်ပညာလင်းတော်အောင်ကျူရှင်တန်းန်းတစ်ခုခုတက်ဖို့ရာစီစဉ်ပေးပါလို့ရှင်ကိုပြောခဲ့တယ်လေဒီလိုချိန်မှာကျူရှင်တက်နေရင်ဒီကလေးကဘလုံးကန်ကစားနိုင်ပါဦးမလားအချိန်အားနေတော့ကစားရောပေါ့ကစားရင်ချော်လဲပြီးတရားရရတာပေါ့အခုကြည့်စမ်းကလေးမှဒူပြဲသွားလိုက်တာမနေဘူးထာရှင်းပြစ်ပဲ မင်းရလေကွာခက်လိုက်တာစန်နီကအတန်းထဲမှာစတော့သားပဲကျူရှင်ပေးစရာလည်းမလိုပါဘူးခလေးစရာအားတဲ့ချိန်ကစားကြတာတဘာဝပဲမလားပညာလေးတင်ကစားလေးကစားမှအဖက်ဖက်ကပြေဆုံနိုင်နေကစားလို့မတော်တဆတိခိုက်တရားမျိုးအားရမျိုးတော့ရှိမှာပေါ့တိတ်လည်းအေးမကြည့်ပါဘူးအမဘဲနဲ့အေးမကြည့်ရမှာလဲတတော်ကြာအနာကရင်ပြီးဖြားသွားနိုင်တယ်မလားနေထိုင်မကောင်းဖြစ်တယ်ဆိုရင်ပဲကြောင်းပြရတော့မယ်ဒါပါကောင်းတယ်ခလေးခုလိုဖြစ်ရတာရှင်းကြမယ်ရှင်းကျူရှင်အတွက်စီစဉ်မပေးလို့ဖြစ်ရတာစနီးတဲ့ကဒီလိုပြောလိုက်တဲ့အခါလေးရောက်ကြမှာလဲစိတ်တူလာပါတော့တယ် ဟေ့မင်းစကားငါဖက်ကြီးလက်ပြစ်တင်နေပါလားကျူရှင်မစီစဉ်ပေးတာနဲ့ကလေးတန်ရရနဲ့ဘာဆိုင်လို့လဲကိုင်းတာဖြစ်မရအောင်ဘာလို့ကလေးကစားနေတာကိုကြည့်မပြောသလဲဘောလုံးကန်နေလဲကြည့်ရှုသတိပေးပါတော့လားကလေးဆိုတာအထင်းကွတ်မရှိရင်ထင်သလိုဆော့ရတာပေါ့အောင်မဲကျမဆန်နီကစားတာကိုတစ်ချိန်လုံးထိုင်ကြည့်ပြီးမပြောနိုင်ပါဘူးတော့မိဖို့ရဲချက်ရပြုတ်ရကလေးငယ်ရရင်မိုးချိုးပြရနဲ့အအောင်မအောင်ရှင်ကသာကလေးငယ်ကျူရှင်အတွက်လှုပ်ပေးုံတည်းမကအောင်ရုံးစင်အိမ်တန်းမပြန်မဲဘဲသူရေရှောက်ထိုးနေလဲမပြောတတ်ပါဘူးဆန်နီကခုလိုဖြစ်ရတာရှင်ကြောင့်ပဲရှင်တော်ဝင်မဲ့လို့ဖြစ်ရတာ တော်တော့ကွာမစီမဆိုင်နေရှောက်ပြောမနေနဲ့အိမ်ပြန်နောက်ကြတာအလို့ရှိလို့ပေါ့ကွာမတော်နိုင်ဘူးမတော်နိုင်ဘူးစကားဆက်မိလို့ဆက်ကိုပြောရအောင်မယ်ရှင်ဟာလေးရှင်နောက်ပိုင်းသူတို့ရဲ့စကေးလူပွဲကြီးမှစကားများကိုဆက်လက်ရေးမပြလို့တော့ပါကလေးပေါ်လုံးကံရည်လဲကြတဲ့ရာချင်းကိုတယောက်ပေါ်တယောက်အပြစ်ဖို့ရင်းကလင်းတော်မောင်အိမ်ပြန်ရောက်နောက်ကြခြင်းအကြောင်းဆက်သွားပြီးလင်းများစကားများရတဲ့အဖြစ်တို့ရရှိသွားပါတယ်ထိုနေ့ညဖို့သူတို့ရဲ့အိမ်တော်မှာတာယာပြောရှင်ပွဲမရှိတော့ဘဲနဲ့တယောက်ကိုတယောက်စကားလဲမပြောမျက်နှာချင်းလဲမဆိုင်တော့ဘဲအိယာဝင်ခဲ့ကြတော့ဟုဤ ကာကရှင်များအနေနဲ့မမြင်ကြတော့လဲဘေးမဝေဖန်သုံးသက်ကြတော့သူများကထိုလင်မယားကဘာမှမဟုတ်တော့အကြောင်းကိစ္စလေးတစ်ခုနဲ့ပတ်သက်ပြီးတယောက်ကိုတယောက်အပြစ်တင်ရမှာစနီးမောင်နဲ့ပဋိပက္ခဖြစ်ရတယ်လို့ကောက်ချက်ချကြမှာပဲဖြစ်ပါတယ် ဒီနေရာမှာပညာဝင်ဥပိုးကြရေးကိုတွေ့ဝတ္ထုများထဲမှာတရားကိုတရားအပြစ်ရှာတတ်သူအိနာမီသားစုအကြောင်းကိုပုံမြင်မှသင်ခန်းစာအမှတ်ယူထားလာပြီးတယ်။ဆစစတရားကပြစ်တင်နေတဲ့ချိန်မှာတရားကဟုတ်တယ်ငါပြစ်ပေးလို့ဝင်ခံလိုက်ရုံနဲ့စကားနဲ့ရဆဲကနောက်ထပ်ပြဿနာတက်စရာအကြောင်းမရှိချေလူမှန်သမျှချုပ်ရင်းချက်တွေအပြစ်တွေရှိစမြဲလို့နှလုံးသွင်းလျက်အပြစ်ကိုဝင်ခံရမှာဝင်မလေးချင်းသည့်အကောင်းဆုံးပင်ဖြစ်ပါတယ်။ထို့သောခံယူတတ်ပါကစနေမောင်နဲ့အတိတ်ပဲမရှိကတော့ကဆဖြစ်ရခြင်းများကိုကာကွယ်တားဆီးနိုင်ပြီးအိမ်ထောင်ရေးတာယာအဆင်ပြေနေမှာပဲဖြစ်ပါတယ်။ အထက်ပေါ်ပြပါတာရကားမှဇနီးမောင်နှံတို့ဆိုရင်နှစ်ဦးစလုံးကတရားပေါ်တရားပြစ်တင်လို့ဇောနဲ့ဘသူကမှအရှုံးမပေးအပြစ်တင်ဝင်မခံကြတဲ့အတွက်မလိုလားအပ်သောပฏิပက္ခမှုကိုကိုယ့်အကူလုံယူသလိုဖြစ်ခဲ့ရပါတယ်အမှန်တော့တရားကဝင်ခံလိုက်ပြီးပြ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 ောလိုက်ခြင်းအဖြစ်နောက်ပိုင်းညင်းပွားမှုကိုရက်စဲလိုက်နိုင်ပါတယ်ပထမတစ်ချက်အနေနဲ့မိန်းကလေးကမှားတယ်ကလေးကဘလုံးကံ၍တရားရလာခြင်းကိုခင်မွန်းတဲ့ပေါ်အပြစ်ပုံမချတဲ့ ်အလုံးမှာပင်ပင်ပန်းပန်းပြန်လာပြီးခီးရောင်ဆိုင်မှာပင်စနီးတဲ့ကစီးပြီးအပြစ်တင်လိုက်တဲ့အခါလေယောင်ကြားရေးစိတ်ထဲမှာအောင့်သက်သက်ဖြစ်သွားရတယ်။သူအနေနဲ့စနီးတဲ့ထံမှာချစ်ကြည်ချိုသားသောစကားများကြားရပြီးအမောပြေလေမလားလို့မျှော်လင့်နေခိုက်ဒါကရှင်းပြစ်ပဲဆိုတဲ့စီဟောက်တံမျိုးကြားလိုက်ရသည်တွင်ထောင်းကနေဖြစ်သွားမိခြင်းမှလည်းအံ့ဩဖွယ်ရာမရှိချေ။ ကလေးတို့မြည်သည်စော့ကြကစားတက်ကြသည်ကြီးဖြစ်၍မတော်တဆလေကြတဲ့ရာချင်းကိုဘသူကမှအပြစ်မတင်ပဲမိမိသားငယ်အာနာကိုသတိထားကစားရန်ပြောဆိုဆုံးမယုံသားရှိတယ်။အလုံးမပြန်လာတော့ယောက်ျားအားစီး၍အပြစ်တင်ခြင်းကလုံးလုံးအထိပယ်မရှိဖြစ်နေပါရဲ့။ဤကစနီးတဲ့အာဝေဖန်ချက်ပင်ဖြစ်ပြီးယောက်ျားဖြစ်သူကိုလည်းအကြံပေးရပါအောင်မယ်။အင်းယောက်ချင်းစနီးတဲ့ကစီချိုအပြစ်တင်စကားပြောကြသည်ပဲထားအောင်ချက်ချင်းတတိဖြစ်စင်ချင်းပြီးတော့စနီးတဲ့အာခွန်လွတ်တဲ့စိတ်မျိုးမွေးမြူလိုက်တယ်မာရယ်။ ်မိန်းကလေးကအပြစ်တင်ခြင်းသည်မာနီမန်တီယန်နဲ့အပြစ်မဆိုဘဲစကားကိုအထိုက်လိုက်ပြပြအောင်ပြောလိုက်ခြင်းသည်အကောင်ဆုံးပင်ဖြစ်ပါတယ်မိန်းကလေးကစီရွေအပြစ်တင်စကားပြောလိုက်တာနဲ့တပြိုင်နက်ဟုတ်ပါရဲ့ကွယ်ဆန်နီကိုညဖက်ကျူရှင်တန်တန်းပို့ထားလိုက်ရင်ကောင်းသားပဲဘာပဲဖြစ်ဖြစ်လေလလုံးစဲတော့တာလီတရားဆေးဝါထဲဖို့သာအရေးကြီးတယ်တရားကိုကြည့်ပြီးလို့အရင်ဆရာဝန်စီခေါ်သားတဲ့သွားရတာပေါ်ဆက်သဖြင့်ပြောလိုက်ခြင်းအဖြစ် မိမိကပဲအပြစ်ကိုဝန်ခံလိုက်ရရောက်သည့်အပြင်တားငယ်အတွက်ဆိုရင်မူစိတ်ဝင်စားမှုပါပြတာတဲ့သဘောမျိုးဖြစ်လျက်ဘာပြဿနာမှပေါ်စရာအကြောင်းမရှိတော့ချေ စနီးတဲ့မှာလည်းခင်မွန်းတဲ့ကအပြစ်ကိုဝန်ခံကပြန်လဲညင်းဆိုချေပါခြင်းမပြုသည်ကိုပင်ကျိနဲ့သွားမှာဖြစ်တဲ့အိနီယာဖြင့်ထုံနေဖို့စနီးမောင်နှံတို့ရဲ့ဆက်ဆက်ရေးကတာယာပြပြည့်လက်အသားငယ်အတွက်နှစ်ယောက်သားတူတူဝိုင်းဝန်းပြုစုရခြင်းကပင်တမျိုးပျော်ရွှင်ဖွယ်ရာကောင်းမှာဖြစ်ပါတယ်။ဤကယောက်ျားကအလျှော်ပေးခြင်းအပြင်စကားနဲ့ရန်စဲဖြစ်အောင်ဖန်တီးနီးဖြစ်ပါတယ်။မိန်းကလေးကအလျှော်ပေးလိုက်ရင်လည်းပြည်လဲသွားနိုင်ပါတယ်။လင်းတော်မအလုံးမပြေရောက်ခြင်းစီးကျုပ်ဖြစ်တင်လိုက်ပြီးနောက်မှပင်စနီးတဲ့ကပြန်လဲဆင်ချင်ရပြေလဲစီနိုင်ပါသေးတယ်မိမိကစတင်ပြီးအပြစ်တင်စကား ပြောလိုက်ပြီးရနောက်ခင်မွန်းတဲ့ကအလိုဘဲနဲ့ကြောင်ကားပြဖြစ်ရမှာလေခလေးကဆော့လို့လဲကြတဲ့ဥစ္စာပဲလို့ပြန်လေခြေပါတာနဲ့တပြိုင်နက်အင်းသူကတော့အပြစ်ကိုဝင်ခံမှာမဟုတ်ဘူးလို့ချက်ချင်းတွေးလိုက်မိကမိမိကပင်အ short ပေးပါတော့မယ်လို့ဆုံးဖြတ်တင်ပါတယ်ထို့ကြောင့် ဟုတ်ပါရဲ့မောင်ရင်စန်နီကိုကလွန်ပါတယ်ကစားတာလုံးလုံးတတိမထားဘူးကဲသားရဲ့တရားကိုလာကြည့်ပေးပါအောင်လားယင်ဆောင်ဝင်းစီခေါ်သွားရကောင်းမလားလို့လို့ပြောလိုက်ခြင်းအဖြစ်မိမိကပင်စတဲ့အပြစ်ပုတ်ခဲ့ခြင်းအကြောင်းကိုလုံးဝမဆက်တော့ပဲတားငယ်အာပြုစုရေးအတွက်ခင်မွန်းတဲ့ကိုအားကိုဟန်ဖြစ်ပြောလိုက်ပါကလင်ယောက်ကြားမှာစိတ်ပြေသွားမယ်အပြင်ချစ်စနီးခင်ဗျားငါကိုအားကိုရှာတာပါကလားလို့တွေးတော့ PT ဖြစ်လျက်အလုပ်ပင်ပန်းလာခဲ့ခြင်းကိုမိကချက်ချင်းတားငယ်အားကြည့်ရှုကူးဆိုင်ပေးမှာဖြစ်ပါတယ် ။ဆိုလိုရင်းကတော့စနီမောင်နှံတို့ကတူးကိုတူးစတင်ပြဖို့ချင်းမိမိဘက်ကအပြစ်ကိုဝင်ခရရမှဝင်လေချင်းစသည်တို့ကိုရှောင်ချင်းအ Shop ပေးခွလွတ်တဲ့စိတ်မျိုးမွေးမြူရန်တကယ်လိုအပ်တယ်ဟူရပင်ဖြစ်ပါတယ်။မြင်များပင်သိငဲ့သောကိစ္စကလေးဖြစ်စေကမူတယောက်ကအပြစ်တင်လေကြံတယောက်ကအ Shop ပေးခြင်းအဖြစ်ပြဿနာကိုပြေလည်စေတင်တာဖြစ်ပါတယ်။ တခါကစနီမောင်နှံဦးတို့ကတယောက်ကိုတယောက်ချက်မြတ်နိုးကြလျက်အသေးဖွဲကိစ္စမှာတိမခန့်အရှုံးမပေးမှုတွေကြောင့်အကြီးအကျယ်ပြဿနာဖြစ်ရဖူးပါရယ်သူတို့မောင်နှံမှာမင်းကလေးကကြောင်လွန်ချက်တတဲ့အတွက်အကြောင်းမွေးထားရာယောက်ျားဖြစ်သူကကြောင်ဆိုရင်ကြည်ရမရအလွန်မုန်းတယ်လို့ဆိုရယ်အရေးတဲ့ကြောင်ကအိယာဝတ်တက်ပြီးသေးပေါလိရှိရတဲ့အတွက်လင်ယောက်ျားမှကြတော့စိတ်တူပြီးကြောင်ကိုရှိုက်တယ်။ဤရင်မင်းကလေးကသူချစ်တဲ့ပူစီကလေးကိုရှာရပါမလားလို့ဒေါသထွက်ကလင်မယားစကားများတော့ပါရယ်။ပြောပါများတော့စကားတွေအမားတွေပါကုန်ကမင်းကလေးကအိမ်ပေါ်မှာဆင်းပြီးမိဘထံပြန်နေလိုက်တယ်စိတ် လိုက်မှန်ပါပြောဆိုပြုမှုချင်းသာဖြစ်၍နောက်ပိုင်းလူကြီးမိဘများရဲ့ဖြောင်းဖြားစေစံမှုကြောင့်ပြည်လေခရယာလင်းကစားဤဖြစ်ပျုံးမှစတင်ပြီးအိမ်အောင်ပြုကြရတဲ့အခြေအနေမျိုးတည်အောင်ဖြစ်သွားနိုင်ကြောင်းတတိပြုတင်တာဖြစ်ပါတယ်။ ။ဖော်ပြပါတာတကမျိုးများကအင်နာသက်ကြလာမှဖြစ်တတ်သည်မှန်တော်လဲ။တာယာချမ်းမြေသောအင်ထောင်ရည်တိဆောက်လူသူလူငယ်မောင်မြေများအနေနဲ့အင်ထောင်ဥကာလအချင်းစစောကားပင်ချိုးတင်ပြင်ဆင်ထားကမှတုံယုံကြမှာဖြစ်ကြောင်းမှတ်ယူရပါတယ်။ညာကစားတာယာချီနူးဆွေမျိုးမိနေတဲ့အချင်းကာလကပင်လာလက်တဲ့သောအနောက်ဆက်များကိုချိုးတင်နားလေသိရှိထားတင်ပါတယ်။ မြည်သည့်အန်ဒီယမဆိုမဖြစ်မီကကြိုတင်ကာခွဲထောင်းချင်းဒီသားလေးအကောင်းဆုံးဖြစ်တယ်ဆိုတဲ့စကားကအိမ်နောက်ရင်းမှာလည်းအလွန်မှန်ကန်လှပါရဲအိမ်နောက်ကြကာစားချိန်၌ခန်းစားရသောတာယာကျင်နူးမှုကအချိန်ကာလရွေလျောလာသောအခါအစဉ်သဖြင့်တည်မြဲနေမယ်မဟုတ်ကြောင်းကိုလူနေမောင်မယ်များအနေနဲ့ယုံကြည်ရပင်ခဲရင်လာပါရဲသို့သောအိမ်နောက်သက်တဖြည်းဖြည်းချေရှိကြလာတဲ့အခါလက်ထပ်ပြီးကစားအချိန်နေမျိုးမဟုတ်တော့ဘဲပြောင်းလဲလာတတ်သည့်ကိုကိုယ်တိုင်သိရှိလာကြမှာဖြစ်ပါရဲပြောင်းလဲရုံမကချစ်ကြည်တာယာမှုရဲ့စံကျင်မဲ့ဖြစ်တဲ့ပဋိပက္ခများဟာလည်း စနီမောင်နှံကြားဝယ်ဖြစ်ပေါ်လာတက်လျာမှာအင်ထောင်ကလာကပင်နားလေသဘောပေါက်ထားခြင်းအဖြစ်ကြိုတင်ကာကွယ်တားဆီးနိုင်မှာပဲဖြစ်ပါတယ်။ရင်းတို့အင်တော်ရေးတာယာဆင်ပြေမှုကိုနောက်ဆက်ဖြည့်ဆည်းစေနိုင်တဲ့ပဋိပက္ခရှိမှုများကြောင့်လူငယ်များကကြိုတင်သိရှိပြီးရှောင်ကျဉ်နိုင်ရန်အတွက်ဤခမ်းမှာအတန်အယုံပြေဆုံးအောင်ရှင်းလင်းတင်ပြနေရခြင်းပဲဖြစ်ပါတယ်။ အင်ထောင်ရေးသားရအစဉ်ပြေမှုအတွက်ဆင်းညွန့်တဲ့ဖွဲ့အချံပေးရေးသားရတဲ့အချက်များနဲ့မယိုးနိုင်အောင်ထပ်တလဲလဲတတိပေးလိုတဲ့အချက်ကတော့လင်းနဲ့မရအခခတ်သိင်းစင်နာယူရမှုမလျော့ပါစေအောင်အထူးတတိပြုရန်ပဲဖြစ်ပါတယ်။ဤဒီမှာလည်းမြတ်တာတရားရဲ့တုံးပြန်တက်သောသဘောကိုအခြေပြုပြီးမြအချံပေးရခြင်းပဲဖြစ်ပါတယ်။ဇနီးမောင်နှံတို့မှာအင်ထောင်သက်မြများပင်ရှေ့ချစီကမူတယောက်ကစင်နာယူရမှုကိုအပြောဆိုပြမှုများနဲ့ပြသပါကအချံတူကလည်း အော်သူကငါ့ကိုအတော်ချစ်သားပဲဆိုပြီးတော့ဂျီနူပီတီဖီယာမှပြန်လဲ၍အလားတူဂျင်နာယူရမှုကိုတုံ့ပြန်လို့စိတ်ဖြစ်ပေါ်တတ်တယ်။အိန္ဒိယဖြင့်သူတို့နှူးချားဝယ်ပฏิပက္ခဖြစ်မှုများဖြစ်ပေါ်ရန်အတွက်အလားလာမရှိတော့တလောက်ဖြစ်လာတတ်တယ်။တယောက်နဲ့တယောက်ဂျင်နာယူရမှုအစဉ်သဖြင့်ရှီအောင်ကြိုးစားနေခြင်းကအိမ်ထောင်ရေးတာယာမှုအတွက်ကြိုးပမ်းရလဲရောက်ပါတယ်။ဒီချက်ကိုအိန္ဒိယဥကာလာကပင်ဇနီးမောင်နှံတို့သတိချက်တင်ကြတာပဲဖြစ်ပါတယ်။ တရားကိုတရားကျင့်တာယူရမှုရှိရမယ်ဆိုတဲ့စကားရဲ့အခြေပဲကအလွန်ကိုကျေပြန့်လှပါတယ်ဇနီးမောင်နှံတိုင်းလိုလိုတမိစားဘွားလက်ထက်ပြီးကစားကာလာမအပြောဆိုပြမှုများကအကြလင်မေးပြောက်တတ်ကြသည်ကိုသူတို့ကိုယ်တိုင်ကအမှုမဲ့အမှတ်မဲ့နေ၍မသိဘဲဖြစ်နေတတ်တယ်ကျင့်တာယူရမှုလျှော်ပါလာသည်ကိုတရားကနေထိုင်မကောင်းဖြစ်တဲ့အခါမျိုးမှာအလွန်တိတာတတားဖြစ်ပါတယ်လျောက်ကြားသို့မဟုတ်ဇနီးတဲ့တူကနာမကျန်းဖြစ်တဲ့အခါမှာကျင့်တာယူရမှုလျှော်ပါသောအင်တာမာကယူဆိုင်ပြမှုလည်း ကောင်းစွာမရှိဖြစ်တတ်တဲ့အမှန်ကဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါမျိုးမှာစစ်သူရဲ့ချစ်ခင်ကျနာယူရမှုယူဆိုင်မှုက အထူးပင်လိုအပ်တတ်တာပါလူတို့ရဲ့ တဘာဝတစ်ခုမှာနာမကျန်းဖြစ်တဲ့အခါမျိုးမှာအလိုလိုနေရင်စိတ်အားငယ်တက်ခြင်းပင်ဖြစ်ပါတယ်။ရောဂါကကြည်ကြည်ကြဲကြဲမဟုတ်သည့်တိုင်အောင်ချစ်သူကမိမိအပါမမခွာဘဲကပြုစုကယူဆိုင်ခြင်းကိုအလွန်လိုလားတောင်းတတတ်တယ်။ရိုးစွာဆုံးစေဝါမိဝဲရနိုင်ပင်လင်ချစ်သူကကယူတဆိုင်စီတိုက်ပါမှအတော့ချင်တတ်တယ်။မိမိရဲ့ခင်မွန်းသောမစနီးတဲ့ကိုယ်တိုင်ကယူဆိုင်စီတိုက်ခြင်းကိုလည်းခြေနဲ့သဘောကျရမှစိတ်တပီရာသဘောအရချက်ချင်းလန်ငင်းရောဂါတက်တာလာတယ်လို့ထင်ရတတ်ပါတယ်။ အထူးသဖြင့်မိန်းကလေးများအနေနဲ့နေထိုင်မကောင်းတဲ့အခါမှာပို၍ပင်စိတ်အားငယ်တက်ကြလျာမှာလျောက်ချားရဲ့ကျန်နာယူရမှုဂယူဆိုင်မှုတို့ကိုတာမန်ချိန်မျိုးကထက်ပို၍ပင်လိုလားတောင်းတတတ်ပါရဲ့အချို့မျိုးသမီးများဆိုရင်ပစံမဖွင့်ဟ၍ပင်တွဲဝိုက်ပြီးခင်မွန်းတရဲ့ဂယူဆိုင်မှုကိုတောင်းဆိုတတ်တာပဲဖြစ်ပါရဲ့ဥပမာညနေဘက်ထမင်းစားပြီးရင်လျောက်ချားအေးဆေးတဲ့ရင်စားဖျင်းဆေးလေးထိုင်တောင်းနေခိုက်စနီးတဲ့ကအခန်းထဲမှာလှမ်းပြီး မောင်ရီဘာဖြစ်လို့မသိဘူးခင်ကကောင်းသိကြိုက်တာပဲလို့ပြောလိုက်တယ်ထိုခါလျောက်ကြားကသတင်းစာအဖက်မပြတ်ထာယာမမထပဲခေါင်းကရင်ကိုတန်နေစေးပြပြလာတောက်လိုက်ပါလားထမင်းစားခဲနေကပြီးတော့ပေါ်မှာစေးပလင်းရှိရဲလို့ပြန်ပြောတယ်အမှန်ကလျောက်ကြားကဒီလိုပြောလိုက်ခြင်းကိုစနီးတဲ့ကအလုံးလုံးမလိုလားပဲသူလိုချင်တာကတော့ ဟင်ဟုတ်လားခင်ဒီလိုဆိုရင်အရာတွေပဲအသာလဲနေလိုက်ပါမောင်ကိုရိုင်းစီလာတိုင်မယ်လို့ပြောပြောဆဆိုနဲ့သတင်းစာကိုချထားလိုက်ပြီးခေါင်းကိုက်ပြောက်စီချက်ချင်းကိုရိုင်းယူလာပြီးဂူဒဆိုင်အစေးတိုက်ချင်းမျိုးကိုလိုလာတာပါဒီမင်းစာကန်တွေကဗီဒီယိုပေါ်မှာခေါင်းကိုက်ပြောက်စီပလင်းရှိမှလဲသူကိုရိုင်းတီပြီးဖြစ်တယ်သူ့အသူထပြီးစီယူတောင်းလိုက်ရင်လဲပြီးတယ်သူရရင်သူ့အနေနဲ့ဒါကိုမလို့ချင်းလျော်ကြားကပြပြတလဲထပြီးယူရနဲ့ပြုစုရင်စေးတိုက်ချင်းကိုမှအလိုရှိတယ် အမှန်တော့ကောင်းကင်ချင်းကလည်းကြီးကြီးကျယ်ကျယ်မဟုတ်မခံတအောင်လည်းပြင်းထန်ခြင်းလည်းမရှိတို့ဖြစ်လင်ကစားလျောက်ကြားရဲ့ကျနာယူရမှုကိုလိုချင်တဲ့အတွက်ခင်မွန်းတဲ့အားလန်းခေါ်လိုက်ခြင်းပင်ဖြစ်တယ်။ဒါကိုယောက်ျားဖြစ်သူကမရိပ်မိပဲကိုယ့်အကိုစိတ်ထားတောင်းလိုက်လို့လှမ်းပြောခြင်းကအမှားပါပဲ။ ဒါကိုယောက်ျားဖြစ်သူကအရှိန်မီသိရှိခြင်းမရှိပဲကိုကကိုစေးထားတောက်လိုက်လို့လမ်းပြောလိုက်ခြင်းကမှားတယ်အထူးသဖြင့်အိမ်တော်တက်ကြရှိလာတဲ့အခါမျိုးဆိုရင်ငါယောက်ျားငါ့ကိုအရှင်လိုမချစ်တော့ဘူးထင်ပါရဲ့ဆိုတဲ့အတွေ့အမျိုးပင်ဝင်လာကဝန်နေပြီးစိတ်ထိခိုက်တရားပါတယ်ထို့ကြောင့်လင်ယောက်ျားအနေနဲ့ အလိုက်သည့်စွာစနီးတဲ့အားကျင်နာယူရမှုကိုအမြင့်တစေပေးရန်ဂီယူဆိုင်တင်လာပါရယ်။နေထိုင်မကောင်းဖြစ်တဲ့အခါမှာကျင်နာယူရစွာနဲ့ဂီယူဆိုင်ချင်းကိုမိန်းကလေးကအထူးလိုလားလို့ဆိုရ၌လေယောက်ကြားကမလိုလားလို့မဆိုလိုချေ။ယောက်ျားများကလည်းပုထုဇဉ်သူသားများပင်ဖြစ်တဲ့အတွက်နာမကျန်းဖြစ်တဲ့အခါမှာဆရာဝန်တွေသူနာပြုဆရာမတွေပြုစုခြင်းထက်ချစ်စနီးကကျင်နာယူရစွာနဲ့ဂီယူဆိုင်ပြုစုခြင်းကိုပိုမိုလိုလားတတ်တာဖြစ်ပါရယ်။ ။ကာယကျင်းနူးပီတိဖြစ်တတ်တဲ့ဇနီးတဲ့ကအနာမနေ၍ခြေဆုပ်လက်နဲ့ပြုစုပါလျင်အတိုင်းထက်လွန်ပီတိခြေနှက်ပီတိဖြစ်ကခံစားနေရသောဝေဒနာတီးပင်လျင်သက်သာရဲလို့ပြောကြတယ်။ ။နေရောင်ကြားကအလုံးမပြန်လာပြီးတဲ့နောက်ဒီနေ့အလုပ်တွေတိတ်များပြီးခရိုင်းထက်ပုံမောနေတယ်ကွာလို့ညီးလိုက်ရင်အလိုက်မသိစွာနဲ့မောရင်လည်းအားစီလေးပါလေးဝယ်စားပါလား။ဒါမှမဟုတ်ယုံကပြန်စေတားတစ်ခုဝင်ခဲ့ရောဘောလို့ပြောပါကလင်းတော်မောင်ကကျင်းတဲ့သဘောကြမှာမဟုတ်ချင်းစေတိုက်သွားချင်းစေးဝယ်စားချင်းတို့ကိုစနီးတဲ့ကမပြောဘဲသူတိပြီးတော့နားလဲပြီးသားဖြစ်ပါတယ်။ချစ်စနီးကကျင်နာရွရစွာနေတဲ့အားပေးချင်းတို့ကသူ့အနေနဲ့အလိုလားတောင်းတနေတာပဲဖြစ်ပါတော့တယ်။ ဟုတ်ကဲ့ပါပရိသတ်များရှင်ကျမတို့ရဲ့တင်ဆက်ပေးမှုစီစဉ်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အခုလိုမျိုးနာတော်တာဆက်အားပေးခဲ့ကြတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူပဲတင်ရှိလိုက်ပါရရှင်။အခုလိုမျိုးအသစ်သစ်သောအကြောင်းအရာတွေကိုဆက်လက်သိရှိနိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့အတွက်မြစ်တာရက်ခန့်အပ်ပါရရှင်။